အလုံးမင်္ဂလာပါဒီဗီဒီယိုမှာတော့မွေးစေတို့မွေးမြောက်ပြီးတော့သိခင်နေကြတဲ့အောက်ပါလေးထီထိုးတဲ့အကောက်ဖွင့်နေလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်။ YouTube တဲ့ကိုရောက်လို့ရှိရင် search bar မှာ unlimited channel ဆိုတာလေးကိုရှာပြီးတော့ subscribe button လေးတွေ့လို့ရှိရင် subscribe button လေးကိုတစ်ချက်နှိပ်ပြီးတော့အောက်ပိတ်နိုင်ပါတယ်ပေါ့နော်။ပြီးလို့ရှိရင်ကျွန်တော်တို့ကမွေးစေတို့ဗီဒီယိုအသေးတိတ်တွေကိုအမြဲသိရှိဖို့အတွက်ဒီကောက်လုံးလေးနေရာမှာကျွန်တော်တို့ on YouTube ချင်းအပြည့်လဲကျွန်တော်ရဲ့ဗီဒီယိုအသေးတိတ်တွေကိုမွေးစေတို့သိရမှာဖြစ်ပါတယ်။ဒီအကောက်ဖွင့်နေလေးကိုကျွန်တော်တို့ အကောက်ဖွင့်မယ်ဆိုလို့ရှိရင် Play Store ထဲတစ်ချက်ဝင်ရမှာပေါ့နော် Play Store ထဲရောက်လို့ရှိရင် Overlay သေးစုထီဆိုတဲ့ဟာလေးကိုမိတ်ဆွေတို့ဒီချာချာလေး download ဆွဲပြီးတော့အဲနေပြီးတော့ဒီခါတဲ့ open ကိုကျွန်တော်တို့နှိမ့်လိုက်မှာဖြစ်ပါတယ်။အားလေးကိုမပြောခင်ကျွန်တော်အရင်တော့ကကျွန်တော်ရဲ့ channel မှာလည်း overlay အကောက်ဖွင့်ကြီးကိုကျွန်တော်တင်ပေးထားတယ်ပေါ့နော်။အဲဒါတော့ကျွန်တော်ရဲ့ YouTube ထဲကိုကြောက်တော်လို့ရှိရင်မိတ်ဆွေတို့ကဒီမှာ overlay ပွင့်မြမြရမယ့် overlay အကောက်ဖွင့်ကြီးဆိုတာလေးရှိတယ်ပေါ့နော်။အားလေးကိုကျွန်တော်တို့ကျွန်တော်တင်ထားတာကတော့ one year ရှိဖြစ်ပါတယ်ပေါ့နော်။အဲမှာမိတ်ဆွေတို့တီးတဲ့သူတွေရှိမယ်မတီးတဲ့သူတွေရှိမယ်ပေါ့နော်။ ရင်တော့ဖွဲ့ထားပြီးတဲ့မိတ်ဆွေတွေအတွက်ကိုတော့ကျွန်တော်ကဘလို့ဝင်ရမလဲဆိုတာကိုကျွန်တော်ပြောက်ပေးမှာဖြစ်ပါတယ်ဒါပေမဲ့အခုအရင်ဆုံးကတော့ကျွန်တော်အကောက်တက်ဖွဲ့တဲ့သူတွေအတွက်ကိုဘလို့အကောက်တက်ကိုဆပ်ဖွဲ့ရမလဲဆိုတာလေးကိုကျွန်တော်ဒီနေရာမှာပြောက်ပြောက်ပေးမှာဖြစ်ပါတယ်အဲဆိုတော့အကောက်တက်ဖွဲ့ဖို့အတွက်ကျွန်တော်ပြထားတဲ့မြားလေးကိုတစ်ချက်နှိမ့်မယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့နေရာမှာကျွန်တော်ဖုန်းနံပါတ်ကိုတစ်ချက်နှိမ့်မယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့အရင်အကောက်မှာတော့ကျွန်တော်ဖုန်းနံပါတ်နဲ့အကောက်ဖွဲ့ထားပြီးဆိုတော့ဒီမှာတော့ကျွန်တော်စင်ကာအသစ်နဲ့ကျွန်တော်အကောက်တက်ကိုဖွဲ့ပြသွားမှာဖြစ်ပါတယ် အော်ကျွန်တော်တို့ဖုန်းနံပါတ်လည်းရက်တက်ပြီဆိုတော့ဒီမှာသဘောတူစီတဲ့ဆိုတဲ့နေရာလေးမှာပေါ့နော်ကျွန်တော်တို့အမှတ်ချက်လေးနှိပ်နှိပ်ပြီးတော့ရှိရဲကျွန်တော်တို့ရှေ့ဆက်ပြီဆိုတော့ရှေ့သွဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ပေးရမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ OTP code လည်းရပြီဆိုတော့ကျွန်တော်ရှေ့သွဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ဒီနေရာလေးမှာ password ကိုအပေါ်အောက်ထည့်ပေးရမှာဖြစ်ပါတယ် password ထည့်နေတယ်ဆိုတော့မစိုးလို့မစိုးလို့ကျွန်တော်တခါလေးပြပြပေးသွားမှာပါနေရာလေးမှာကျွန်တော်တို့ဆလုံးကြီးတစ်လုံးရိုက်မယ်ပြီးလို့ရှိရင်ဒီမှာဆလုံးငယ်တစ်လုံးရိုက်ပြီးတော့ဒီမှာကနန်းလေးနှလုံးသုံးလုံးရိုက်ထည့်ပေးမှာပေါ့နော် ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ special collector တလုံးထပ်ပေးမှာဖြစ်ပါတယ်ဒီလို password လေးကိုရက်ထပ်ပြီးဆိုလို့ရှိရင်ဒီမှာ password ရက်ထပ်တဲ့နေရာမှာပေါ့နော်ကျွန်တော်တို့အင်္ဂလိပ်စာလို့အကြည့်တလုံးရယ်ပြီးလို့ရှိရင်အသေးတလုံးရယ်ပေါ့နော်ပြီးလို့ရှိရင်ကဏ္ဍလေးဟိုပါပေါ့နော်ကျွန်တော်တို့နှစ်ပတ်ကဏ္ဍလေးနှလုံးသုံးလုံးရယ်ပြီးလို့ရှိရင် special collector တလုံးရယ်ပေါ့နော်အဲ့တော့ password ကအဆင်ပြေလားဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်ပေါ့နော်ရှင်းသူဆိုတာနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာအောက်မီဆိုတာမှတ်ဖို့နေပြီပါပြီဆိုတဲ့ဟာလေးကိုတွေ့ရပေါ့နော် အဲ့ဒါတော့ password တစ်နည်းလေးကိုလည်းမွေးဆက်လို့သိပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ echo setting လေးလာပါဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်အဲ့ဒါကျွန်တော်တို့အကောက်ကတစ်ခါရောက်သွားတယ်ဗောနော်အကောက်တစ်ခါရောက်သွားတယ်ဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကဒီမှာအကောက်က verification မဖြစ်သေးဘူးဗောနော်အဲ့ဒါဘာတွေလုပ်ရမလဲဆိုတော့ကျွန်တော်တစ်ချက်နှိပ်ပြပါမယ်အဲ့ဒါအဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်တစ်ချက်နှိပ်ပြီဆိုလို့ရှိရင် message တို့ဒီနေရာလေးမှာဖုန်းနံပါတ်ရဲ့ဒီမှာဒုတိယအခွင့်မှာနာမည်အပြည့်စုံရဲ့ပြီးလို့ရှိရင်ကြားမရဲ့ မြန်မာနိုင်ငံသားဟုတ်ပါသလားဆိုရမှာဟုတ်တည်ရေမဟုတ်တည်ရေပေါ့နော်ပြီးလို့ရှိရင်အောက်မှာကတော့ကျွန်တော်တို့မှတ်ပုံတင်မှာနောက်လောက်မြင်းဆောင်ဆိုတာလေးထပ်ပြီးတော့မွေးနေ့ကိုလည်းအတီကထက်ထပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အောက်ဆိုးမှာအတီပြုတ်ဆိုအတီပြုတ်ပြီဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုနှိမ့်လိုက်တယ်ဆိုလို့ရှိရင်တော့သူကတော့ရင်တော့ကျွန်တော် software တော့ကတော့မသိတော့ဘူးပေါ့နော်24နာရီအတွင်းမဲ့သူကအတီပြုတ်ပေးတာလားချက်ချင်းမဲ့အတီပြုတ်ပေးတာလားဆိုတာမသိဘူးပေါ့နော်ဒါပေမဲ့အများဆုံးကတော့ 24နာရီတရက်မိုးလို့ရှိရင်ကျွန်တော်တို့48နာရီအတွင်းမှာသူကအတီးပြုတ်ပေးရပြပါတယ်အတီးပြုတ်ပြီဆိုလို့ရှိရင်အဲ့နေရာလေးမှာအစေးရောင်လေးဖြစ်သွားတယ်ပေါ့နော်အဲဒါဆိုတော့အကောက်ဖွင့်နေလေးကိုလည်းမက်ဆေ့တို့တည်သွားပြီဆိုတော့အကောက်သေးဖွင့်နေလေးမက်ဆေ့တို့တည်သွားပြီဆိုတော့ကျွန်တော်အကောက်ဟောင်းတွေဘလို့ log in ဝင်ရမလဲအရင်တော့ password မသိတော့မေ့သွားပြီဆိုတော့သူတွေအတွက်ကို log in ဝင်နေလေးကိုကျွန်တော်ဒီဒီပီလေးမှာဆက်ပြောက်ပေးသွားမှာဖြစ်ပါတယ်ဒါပေမဲ့အကောက်သေးဖွင့်ချင်တဲ့သူတွေကတော့ဒီနေရာလေးမှာအကောက်သေးဖွင့်တာအောင်မြင်သွားပြီဆိုတော့မက်ဆေ့တို့လည်းဒီနေရာတိုင်းဖွင့်ကြည့်ပေးပါဘောနော်အဲဒါဆိုတော့ အကောက်ကိုပြန်ထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ကနေပြန်ထွက်မလဲဆိုတော့ဒီမှာကိုရဲကျင်းဆိုတာလည်းရှိတယ်ပေါ့နော်အဲကိုရဲကျင်းကိုတစ်ချက်နှိပ်မယ်တစ်ချက်နှိပ်ပြီးတော့အပေါ်ဆွဲမယ်အပေါ်ဆွဲပြီးတော့ဒီနေရာလေးမှာကောက်ထွက်မည်ဆိုတာလည်းရှိတယ်ပေါ့နော်အဲလေးကိုတစ်ချက်နှိပ်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့အကောက်ကထွက်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာလေးမှာကမလုပ်မလဲဆိုတော့အကောက်သေးကိုဝင်မယ်ပေါ့နော်အကောက်သေးဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအကောက်ကအပြင်ပြန်ထွက်သွားပြီဆိုတော့ကျွန်တော်တို့အကောက်သေးကိုဝင်မယ်ဆိုလို့ရှိရင် ဘာမှနှိမ့်စရာမလိုပါဘူးကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော်စကောက်ခွဲမေ့သွားသည်ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိမ့်ရမှာဖြစ်ပါတယ်အဲဒါကြောင့်တကယ်လို့အဲ့နေရာမှာ password တီးတဲ့မိတ်ဆွေများဆိုရင်တော့ password ကိုတကယ်တမ်းရိုက်ပြီးတော့အကောက်ထဲကိုဝင်လို့ရပြီပေါ့နော်ကျွန်တော်ကတော့ password မေ့နေတဲ့လူတွေအတွက်ကိုဒီဗီဒီယိုလေးမှာပြပြပေးသွားခြင်းဖြစ်ပါဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ရဲ့အရင်ကအော်ပါလေဖွင့်ပြတာဖုန်းနံပါတ်ကိုကျွန်တော်ရက်ထပ်ပေးမှာဖြစ်ပါတယ်။အဲကျွန်တော်ဖုန်းနံပါတ်ကိုရက်ထပ်ပြီးဆိုတော့ကျွန်တော်ရှေ့သို့ဆိုတဲ့ဟာလေးကိုအိမ်မဲ့ပြီးလို့ရှိရင်ဒီနေရာလေးမှာ ODB code ကြောက်သွားပြီပေါ့နော်။ ODB ကြောက် ဲဆိုတော့ကျွန်တော်တို့ OTP code ကိုလည်းရပြီဆိုတော့ကျွန်တော် အတီပြုတ်ဒီကိုတစ်ချက်နှိပ်ပါမယ်နော်အဲဆိုတော့ဒီနေရာလေးမှာစကဝက်ရက်ထည့်ခိုင်းပါတယ်ပေါ့နော်အဲဆိုတော့စကဝက်ရက်ထည့်ဖို့အတွက်ကျွန်တော်ခုနပြောလာတဲ့အတွက် special collector အကြီးတစ်လုံးရဲ့အင်္ဂလိပ်စာလုံးအကြီးတစ်လုံးရဲ့အသေးတစ်လုံးရဲ့ပြီးလို့ရှိရင်ခဏန်းကနှလုံးသုံးလုံးပေါ့နော်ပြီးလို့ရှိရင် special collector တစ်လုံးရက်ထည့်ပြီးလို့ရှိရင် message password ကအဆင်ပြေသွားပါပါတချို့ကလည်း password မသိဘူး password ဘယ်လိုလုပ်ရမလဲမသိတဲ့ password အခက်အခဲဖြစ်နေတဲ့သူတွေအတွက်ကိုဒီ video လေးမှာကျွန်တော်တခါလေးပြပြပေးသွားရပါတော့ အဲ့တော့ကျွန်တော် password ကိုရက်ထက်ပြီးဆိုတော့ဒီနေရာလေးမှာရှိသူဆိုတဲ့ဟာလေးကိုနှိပ်မှာပြပြောတယ်။အဲ့ဆိုတော့ကျွန်တော်ဒီနေရာမှာအုံမြင်ပြီးစကောဘက်အစ်တအောင်အုံမြင်တော့ပြပြီးဆိုတာလေးပေါ်တယ်ပေါ့နော်။အဲ့ဆိုတော့ကျွန်တော်တို့ပြိမ့်မယ်။ဒီခါလေးပြိမ့်မယ်။ပြိပြီးလို့ရှိရင်ဒီနေရာလေးမှာအပေါ်မှာဖုန်းနံပါတ်ရဲ့ဒီနေရာလေးမှာပေါ့နော်အပေါ်မှာဖုန်းနံပါတ်ရဲ့ဒီနေရာမှာ password ရဲ့ကိုကျွန်တော်တို့လိုက်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်။အဲ့ဆိုတော့ကျွန်တော်တို့ကဖုန်းနံပါတ်ရဲ့ password ရဲ့ရက်ထက်ပြီးဆိုတော့ကျွန်တော်တို့ login ဝင်တာပေါ့နော်။ အဲ့တော့ကျွန်တော်တို့အကောက်ကဒီနေရာလေးမှာတခါတည်းတန်းပြီးတော့ဟောမိကောက်ရယ်ပေါ့နော်တကယ်ဆိုလို့ရှိရင်ဒီနေရာက OTP ကိုကြတော့လည်းရှိတယ်ပေါ့နော် OTP ကိုမကြဘဲနဲ့ဒီလိုတခါတည်းတန်းပြီးတော့အကောက်လောရင်ဝင်လာလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာပြောပြနေတာတော့ဒီမှာအတီးပြုတ်ပြီးပြီဆိုတော့လည်းရှိတယ်ပေါ့နော်ကျွန်တော်အခုခုနအကောက်တက်ဖွဲ့တာတော့ကျွန်တော်တို့ body vibration လောက်တဲ့နေရာမှာဟောဖုန်းနံပါတ်ရဲ့ကျွန်တော်တို့မှတ်ဖို့တင်ထည့်ပေးရတယ်ပေါ့နော်မှတ်ဖို့တင်အတီးပြုတ်ပြီးဆိုလို့ရှိရင်ဒီလိုအစေးရောက်လေးနဲ့အတီးပြုတ်ပြီးဆိုတော့အမှတ်ချက်လေးပေါ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ video လေးမှာအကောက်တက်ဖွဲ့တာရော အကောက်ဟောကိုကျွန်တော်တို့ log in ဝင်လာရောကျွန်တော်ဒီဗီဒီယိုလေးမှာပြပေးသွားစေပါလဲအဲဆိုတော့ဒီနေ့ဗီဒီယိုလေးကိုမင်းတို့အကျိုးတစ်ခုရှိမှဆိုလို့ရှိရင်တကကျင်းနဲ့တိအောင်လဲ share link လုပ်ပေးသွားပါဦးမင်းတို့အဆင်ပြေလို့ရှိရင်ဒီနေ့ဗီဒီယိုလေးကိုဘူဂီလေးခါပြီးတော့လဲ distribute ပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆက်ဆက်တဲ့နေ့လေးပတ်ဆက်လိုက်ကြပါစေဘိုင်ဘိုင်